ွေတောင်ကြတဲ့ကိုတော်ပိုင်ရှေ့ပြင်းနေခဲ့ရပြီးမောပန်းသွားတဲ့အခါမှာတော့နောက်တစ်ခေါက်ထပ်မလုပ်တော့ပါဘူးလို့ဂရီပေးလိုက်ရတဲ့အပြင်ဦးလေးလီခိုင်းတာကိုအကုန်လုံးပေးပါမယ်ဆိုပြီးပြောတော့ဦးလေးလီကနောက်နှစ်ကျင်းပါမယ်အရေးချင်းစစ်ပြိုင်ပွဲမှာထိတ်တိငါးယောက်ထဲဝင်အောင်ရှင်ပြိုင်ခိုင်းလိုက်ပါတယ်ကိုတော်ပိုင်လည်းသူ့စီမှာအတွင်းအားသိမရှိဘူးလို့အထွန်းတက်ချင်မိပေမဲ့ခိုင်းတဲ့အတိုင်းမလုပ်ချင်ဘူးဆိုရင်မွေတောင်ကြတဲ့ပြစ်ထားခဲ့မယ်ဆိုလို့နှုတ်ဆက်နေလိုက်ရပါတယ် လက်ရှိကျင့်ကြံမှုကချီစုဆောင်မှုအဆင့်၅ကိုရောက်ရှိနေပြီးဓာတ်ထိန်ချုပ်နိုင်စွမ်းနဲ့အရှိန်နှုန်းမြင့်တက်လာခဲ့ပေမဲ့ထိပ်သီး၅ရောက်ဖြစ်ချင်ရင်ဒီလောက်နဲ့မလုံလောက်သေးတာကြောင့်ကျင့်စဉ်တွေကတခုဖြစ်တဲ့အလေးမှဂျင်းနီလန်းကိုစတင်ကျင့်သုံးပါတော့တယ်။ရေအိုးတွေကိုလေထဲမြောက်ကြည့်ပေမဲ့ဤထွက်အောင်မနေရသလိုတဲအိုးပူထဲမှာလက်တိုင်းသွားကျင့်တဲ့အခါမှာလည်းအပူလောင်သွားရပြန်ပါတယ်။ မတေမျိုးဖြစ်လာဖို့အပင်ပန်းခံနိုင်သူကြီးကခြိဆွန်းအားဆေးလုံးတွေကိုအဆက်မပြတ်တောက်သုံးနေခဲ့ပြီးဝါပင်တွေအုံပြုကအရှိန်တုံးလေးကျင့်နေခဲ့တယ်လို့နေ့စဉ်ရက်ဆက်စူးစမ်းလေးကျင့်တဲ့အခါမှာတော့အလေးမှချင်းကျင့်စဉ်ကိုအောင်မြင်သွားခဲ့ပါတယ်။ပျော်ရွှင်ပြီးရှောက်ဆော့ကြည့်နေလို့မထိနိုင်တော့ပဲသူ့အပေါ်ပြုတ်ကျသွားခဲ့ရတဲ့နောက်ရက်ပေါင်းများစွာကျသွားခဲ့တယ်လို့ကိုတော်ပိုင်အိယာနိုးတဲ့တနေ့မှာတော့အင်ကောင်မိုးတစ်ခုလုံးပျက်စီးနေတာမြင်လိုက်ရပါတယ်။အဲ့ဒီအပေါက်ကနေတခိုးဝင်လာတာလားတွေးမိလိုက်ပေမဲ့ခိုးစရာပျက်စီးလဲသူ့စီမှာဘာတစ်ခုမှရှိမနေပါဘူး။ တေချာပြန်စဉ်းစားလိုက်တော့မင်းညတော့ကအိမ်မက်ရောင်နေရင်သူကိုယ်တိုင်ဖြက်စီးမိလိုက်တာဖြစ်မှန်းပြန်မက်ရသွားခဲ့ပါတယ်။ကိုတော်ပိုင်ရဲ့လက်ချောင်းတိုင်းပညာကဘာမှန်းမသိလိုက်ခင်မှာအစွမ်းပိုထက်လာခဲ့သလိုဒိုင်းပြိုင်ပွဲကလည်းတိတ်မကြခင်စတင်ချင်းပါလာခဲ့ပါတော့တယ်။ဒီနေ့အတွက်ရေပန်းစားသူတွေဖြစ်ကြတဲ့စီကန်ထိန်တေးခမ်းမကဆီယာတူအကိုဖုန်းနဲ့ချုံမောလာပါတဲ့ဆီယာတူအမတူလင်ဖေးတို့လည်းအတီးတီးရောက်ရှိလာကြပါပြီ။ ဒီနှစ်ပြိုင်ပွဲဝင်တွေကအရေးချင်းပြိမိကြတဲ့ဆိုပြီးတောင်ထွတ်သခင်တွေချီးမွမ်းကျေနပ်နေကြတဲ့အချိန်ကိုတော်ပိုင်ကအားဖြစ်စေလုံးတွေနဲ့အဆောင်စားရဲ့မျိုးစုံကိုကြိုတင်ပြင်ဆင်နေခဲ့ပြီးပြိုင်ပွဲနောက်ကျနေတာကြောင့်တိတ်မကြခင်မှာပဲဦးလေးကိုယ်တိုင်လာရောက်ဆွဲခေါ်သွားပါတော့တယ်။ကောင်းကင်ဘုံကနေပြုတ်ကျလာတဲ့အခါကိုတော်ပိုင်နာကျင်သွားခဲ့ရပြီးဦးလေးဖြစ်သူကိုအထွန်းတက်လိုက်တဲ့အချိန်မြေကြီးပေါ်မှာလဲနေရင်အေးမိသွားနိုင်တာမို့ဒူလင်းဖေးကကျင်းနာစွာလက်ကမ်းပေးလာပါတယ်။ ။တဘောကောင်းတဲ့ဆရာတူမပါလားဆိုပြီးလက်ဆွဲဖို့လှုပ်လိုက်ပေမဲ့တူလင်းဖေးပြိသက်တွေကလက်ကန်ရဲရင်အသေးသက်ပြစ်မယ်ဆိုလို့ကိုတော်ပိုင်လည်းစိတ်ပေါက်ပေါက်နဲ့အားရပါရလက်ဆွဲနှုတ်ဆက်ပြစ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ပြိုင်ပွဲဆက်တင်လိုက်ပြီးလူဆက်နှစ်ယောက်ထဲကနေဘယ်သူအရင်ပြိုင်မလဲမေးတော့ကိုတော်ပိုင်ကမတိမတာနောက်ဆုတ်လိုက်တာကြောင့်နှစ်ဝက်လောက်ကျင့်ကြံတဲ့ကောင်ကပြိုင်ပွဲဝင်လို့ရနေပြီလားဆိုပြီးကိုတော်ပိုင်ရဲ့ဗျုပ်တုတ်ခတ်ပုံစံကိုဆရာတူအကိုဖုန်းကအမြင်မကြည်ဖြစ်နေရခဲ့ရပါတယ်။ ပထမဆုံးပြိုင်ပွဲကအလဲကျတိုက်ခိုက်ရမှာဖြစ်ပြီးမင်းနိုင်ရွေးချယ်လိုက်ကြတဲ့အခါနောက်ဆုံးနံပါတ်ရရှိသွားခဲ့တယ်လို့တယောက်ပြီးတယောက်တိုက်ခိုက်ရှင်ပြိုင်နေခဲ့ကြရင်နေတဝက်ကုံဆုံးသွားခဲ့ပါတယ်။ဖူးယောင်တေအောင်အတီးခံထားရသူတွေကိုမြင်တဲ့အခါကိုတော်ပိုင်လဲတုံလုံးချောက်ချနေရပြီးအဆောင်ဆက်ရဲ့မျိုးစုံကိုခန္ဓာကိုယ်ပေါ်ကတ်ထားမိနေတယ်လို့ဆီယာဒူအကိုဖုန်းရံကဓာတ်တစ်ချက်နဲ့ပြိုင်ပွဲအဆုံးသတ်လိုက်ပါတယ်။ ဒူလင်းဖေးလက်မှာလည်းအချိန်ပြင်းတိုက်ခိုက်မှုတွေကိုပေါ်ပါသွက်လက်စွာရှောင်းတိန်ပြနေခဲ့ကလှုပ်ရှားမှုတစ်ခုချင်းစီကကပြဖြော့ဖြင်းနေသလိုဖြစ်လို့ပွဲကြီးပြိသက်တွေလည်းစီးဝင်မျောပါနေလျက်ရှိကြပြီးဒူလင်းဖေးဘက်ကဒိုက်စစ်ပြန်ဖွင့်လိုက်တာနဲ့ပြိုင်ပွဲအဆုံးသတ်သွားခဲ့ပါတယ်။၆ချိန်မြောက်မှာတော့ကိုရော့ပိုင်အလဲရောက်ရှိလာပေမဲ့တကောင်သားကအင်တာတော့တက်မယ်လုံးတွေလို့ဦးလေးဖြစ်သူကလမ်းပိတ်ထားလိုက်ရပါတယ်။ စင်ပေါ်ရောက်ချိန်မှာလဲဆရာတူအကိုတိုက်ခိုက်ရင်အချက်ပြပေးတော့ဆိုပြီးလိတ်တဲအိုးလေးနဲ့အသေးကကွယ်ထားခဲ့တယ်လို့ပထမဓာချက်ကိုဒါစီခုခံထားနိုင်ပြီးတဖက်လူကဓာထိန်ချုပ်လိုက်တဲ့အခါကိုတော်ပိုင်လဲမျက်စိမိတ်ဖြည့်ရိုက်ပြစ်လိုက်ပါတော့တယ်ဖြစ်ချင်တော့လွင်းထွက်သွားတဲ့တဲအိုးကတဖက်ပြိုင်ပွဲဝင်ကိုချက်ကောင်းထိမှန်သွားခဲ့လို့ကိုတော်ပိုင်နိုင်ရရှိသွားခဲ့ပြီးအကြီးကဲတွေကစိတ်ညစ်စွာအနိုင်ပေးလိုက်ရတယ်လို့ပရိသတ်တွေကလည်းလိတ်ခွန်ကြီးနဲ့ကထားတာကိုလုံးဝလက်သိမခံနိုင်ဘူးဆိုပြီးဝိုင်းဝန်းကန့်ကွက်ကြပါတယ် ပြိုင်ပွဲဝင်သူတွေကိုကြိုက်တဲ့လက်နဲ့ရွေးချယ်ခွင့်ပေးထားပေမဲ့မိဖို့ချောင်းသုံးပစ္စည်းတွေကိုတော့စွန့်ပစ်ခိုင်းလိုက်ကြတဲ့အခါကိုတော်ပိုင်စီကနေလက်နဲ့ဆမ်းများစွာထွက်ကြလာပါတော့တယ်။နောက်တစ်ကြိမ်မဲထန်းလိုက်ကြတဲ့အခါအားနယ်လောက်တဲ့လူကိုပြစ်မှတ်ထားနေခဲ့ပေမဲ့သူတိုက်ခိုက်ရမဲ့သူကဆရာတူအကိုဖုံးရံဖြစ်နေခဲ့ပါတယ်။စင်ပေါ်ရောက်တဲ့အခါမျက်နှာချင်းမဆိုင်ရတာကြောင့်နောက်လက်ကြောပေးထားတဲ့အပြင်စိတ်တည်ငြိမ်သောအောင်ဆိုပြီးလက်နောက်ပစ်ထားလိုက်တဲ့အခါတခြားသူတွေအမြင်မှာတော့ ကိုတော်ပိုင်ကဆရာကြီးတယောက်လိုမျိုးယုံကြည်ချက်သိရှိနေခဲ့ကဖုန်းရံဘက်ကအရင်ဆုံးတိုက်ခိုက်လာအောင်စိတ်ဆော့ပေးနေတာများလားဆိုပြီးတန်တရားဖြစ်နေကြပါတယ်။တင်းငိမ့်သူဖုန်းရံကအခြေအနေစောင့်ကြည့်နေခဲ့သလိုတာမန်တိုင်းထိတ်တိုက်ရင်ဆိုင်လိုက်ရင်ချက်ချင်းရှုံးသွားနိုင်တာကြောင့်ဟန်ဆောင်ချိန်ဆွဲနေသူကြီးလည်းချွေးစည်းတွေပြန်နေခဲ့သလိုနောက်ဘက်ကသွားတိုက်ရင်လည်းဂိုင်ပေါက်ခံရနိုင်တယ်ဆိုပြီးအတီးခံရမယ့်မြင်ကွင်းတွေကိုဂျိုတီမီရောက်နေခဲ့ပါတယ်။ မဆောင်နိုင်တဲ့ဘက်ကဓာတ်နဲ့လွှဲခုတ်လိုက်တဲ့အခါကိုရိုပိုင်ကဒူပြဖက်လိုက်တာကြောင့်အလိုလိုရှောင်းတိန်သွားနိုင်ခဲ့ပြီးသူဟာအားနေသူတယောက်ဖြစ်လို့သဘောကောင်းတဲ့အကိုကြီးကသူ့ကိုအရင်ဆုံးတိုက်ခွင့်ပေးပါလားဆိုပြီးမလွတ်တမ်းတောင်းဆိုလိုက်ပါတယ်။အရှက်မရှိတဲ့ပိုင်ရှောင်းချွန်းဆိုပြီးအောက်ကကောင်တွေလည်းဝိုင်းဝန်းဆဲဆိုနေကြပေမဲ့ဘာကူမကယူမဆိုင်တဲ့သူကတောက်တက်လို့ကတ်တွေထားလို့ဖုန်းရံလဲသဘောတူပေးလိုက်ရပါတယ်။ တကယ်တိုက်ခိုက်ချိန်မှာတော့ကိုတော်ပိုင်ကဓာတိုင်းခင်းကျင်းနေခဲ့ပေမဲ့ခယူးတကောင်ထက်တောင်နေကွေးနေတာကြောင့်အချိန်၄နာရီကုန်သွားခဲ့ရတယ်လို့လက်တုံကဓာပြုတ်ကျသွားတာနဲ့တိုက်ခိုက်မှုတစ်ခုလို့မှတ်ယူလိုက်တယ်ဆိုပြီးစိတ်မရှိတဲ့ဖုံးရံကအသေးတိုက်ခိုက်ပါတော့တယ်။ဓာခုတ်ချက်တွေကိုအဆောင်ဆိုင်ရွက်တွေနဲ့ဓာစီကာကွယ်ထားလိုက်ပြီးဆိုင်ရွက်ကုန်သွားတဲ့အခါမှာလဲကျိုးရှင်းချီပေးထားတဲ့ကြောက်စိမ့်ဆွဲပြားလေးကတိုက်ခိုက်မှုကိုတံပြန်ပစ်လိုက်တဲ့အတွက်ဖုံးရံသာတွေးအံလိုက်ရပါတယ်။ ဒေါသထွက်သွားလို့ဒုတိယအကြိမ်မုံမှန်ထားတဲ့ဓာတ်နဲ့သွေးဝိညာဉ်ဓာတ်တိုင်းကိုထုတ်ဖို့တိုက်ခိုက်လာတဲ့အခါပိုင်းရှောင်ချွန်းလဲသုံးကြိမ်မြောက်မုံမှန်ထားတဲ့တစ်သားဓာတ်နဲ့ပြန်ပစ်ပေးလိုက်လို့ဖုံးရံတာကအပိုင်းပိုင်းပျက်စီးသွားခဲ့ရတဲ့နောက်ကိုတော်ပိုင်ကအနိုင်ရရှိသူဖြစ်သွားခဲ့တယ်လို့ထိတ်တန့်သုံးယောက်ထဲဝင်သွားခဲ့ပါတော့တယ်။နောက်တစ်ပွဲကိုလည်းအလိုလိုချော့ဖြတ်သွားလို့ပရိသတ်တွေကတော့ကံကောင်းလွန်းတဲ့ခွေးကောင်စုပ်လေးဆိုပြီးချိန်ဆပြောဆိုနေကြတဲ့အချိန်တူလင်းဖေးနဲ့ချန်စီအန်တို့ကအကျိတ်အနယ်ရှင်ပြိုင်နေကြကလက်ရည်တူဖြစ်နေခဲ့ကြပါတယ်။ နောက်ဆုံးတစ်ကွက်နဲ့အဆုံးသတ်လိုက်ကြမယ်ဆိုပြီးချန်စီအမ်ဘက်ကကျမ်းပြင်ပေါက်ခွဲပြစ်လိုက်တော့တူလင်းဖေးကလေထဲခုန်တက်သွားခဲ့ပြီးကောင်းကင်တာလင်းတန်းနဲ့ပြန်လဲတိုက်ခိုက်လာခဲ့ကရှောင်းတိန်ဟန်ချက်ပြတ်သွားတာနဲ့ချန်စီအမ်ကရန်သူလက်ထဲကြာရှုံးသွားခဲ့ရပါတယ်။ကိုရော်ပိုင်ကဦးလိလိခိုင်းတဲ့အတိုင်းထိတ်သီးငါးယောက်ထဲဝင်သွားပြီဖြစ်လို့နောက်ဆုံးတိုက်ပွဲကြရင်ချက်ချင်းအရှုံးပေးမှပြောတော့ရေဒနာလက်နဲ့နဲ့ကန်ကောင်းချင်းကိုမိခိုပြီးဒီအဆင့်ထိရောက်လာခဲ့တယ်လို့သူ့ကိုဒီစကားပြောတာကအထင်သေးစော်ကားလိုက်တာဆိုပြီးတူလင်းဖေးကဒေါသထွက်စွာပြောလိုက်ပါတယ်။ ဒါကြောင့်ကိုရောပိုင်ကိုတိုက်ပွဲရှောင်လွဲခွင့်မပေးတော့တဲ့အပြင်စင်းမြင့်ပေါ်ရောက်ချိန်မှာလည်းဒါတစ်ချက်နဲ့အဆုံးသတ်ပေးမယ်ဆိုပြီးအချိန်ပြင်းပြင်းတိုးဝင်လာတဲ့နောက်နှစ်ဖက်စလုံးကတိုက်ခွက်တစ်ခုစီထုတ်သုံးလိုက်ကြကအနိုင်အရှုံးရလက်ထွက်ပေါ်သွားခဲ့ပါတော့တယ်။ရှင်ပြိုင်မှုပြီးဆုံးတဲ့အခါကိုရောပိုင်ရှုံးသွားပုံရပေမဲ့လည်းအကြီးအကဲတွေကတော့ပိုင်ရှောင်ချွန်းဟာတမင်ရှောင်လွဲတိုက်ခိုက်လိုက်မှရိပ်မိသွားခဲ့ကြပါတယ်။ရွာမှာဆက်နေရင်အသက်ပိုရှည်လောက်တယ်ဆိုပြီးမတိုက်ခိုက်ချင်လို့တေးချင်းရောက်ဆောင်လိုက်ပြီးလူတွေလာကြည့်တဲ့အခါကျမှဘာမှမဖြစ်သလိုပြန်ထလာခဲ့ပါတယ်။ အဝိစာအောက်မှာအကာအကွယ်ထက်ဝတ်ထားကကြိုတင်ပြင်ဆင်ထားခဲ့လို့တော်သေးချောင်းပြောနေပေမဲ့တကယ်ထိတ်လန့်သွားတဲ့ဒူလင်ဖေးကမူးမေ့ပြစ်လဲသွားခဲ့ရပါတယ်။ဒါကိုမြင်တော့အကြီးကဲတွေကဒူလင်ဖေးဟာချီဆွမ်းအားကုန်သွားတာကြောင့်နောက်ဆုံးပြိုင်ပွဲမှာလည်းပိုင်ရှောင်ချွမ်းအနိုင်ရရှိသွားတဲ့ဆိုပြီးကြီးညာပေးလိုက်ကြပါတော့တယ်။ဒီစကားကိုကြံတဲ့သူတွေအကုန်လုံးလက်မခံနိုင်ဖြစ်နေကြသလိုဒူလင်ဖေးကလည်းနောက်တစ်ပွဲလောက်တရားမျှတာစွာထပ်ပြိုင်ခြင်းကြောင်းပြောတဲ့အခါကိုတော်ပိုင်လည်းအနိုင်ရှုံးကဒီလောက်အရေးကြီးလို့လားဆိုပြီးအယံစိတ်ညစ်သွားရပါတယ်။ တူလင်းဖေးကသူ့ကိုအနိုင်ရသွားတဲ့အခါအစိမ်းရောင်သားနဲ့ခြီဆွမ်းအားတိုးမြင့်စေးကိုအပိုင်ပေးမယ်ပြောတော့ဒီစေးလုံးတွေဟာခြီဆူဆောင်ခြင်းအဆင့်6ထိရောက်အောင်တိုးမြင့်ပေးနိုင်တဲ့အပြင်ဝယ်ခြင်းတိုင်းဝယ်မရတာကြောင့်ဒီလိုမလုပ်ပါနဲ့ဆိုပြီးဝိုင်းဝန်းကန့်ကွက်ကြပါတယ်။ဒါပေမဲ့စိတ်ပိုင်းဖြစ်ပြီးသွားပြီဖြစ်လို့စေးဖက်ဝင်ပင်တွေကိုခွဲခြမ်းစိတ်ဖြာကြရအောင်ဆိုပြီးတူလင်းဖေးဘက်ကစိန်ခေါ်လိုက်တဲ့နောက်ဦးလေးလီကအစေးတစ်ခုပြစ်ပေးလိုက်တယ်လို့ဒီအပင်ကြီးဟာအပင်ပေါင်းများစွာကိုဂိုင်းကူးဆက်ထားတာဖြစ်လို့ဗာအပင်တွေပါဝင်နေတယ်လဲဆိုတာဖြေရှင်းခိုင်းလိုက်ပါတော့တယ်။ အချင်းတစ်ခုကြာအောင်တေချာကြည့်နေလိုက်ကြပြီတူလင်းဖေးကသူတိထားတဲ့ရှစ်ခုလောက်ကိုမှန်ကန်စွာပြောဆိုနိုင်လိုက်တာကြောင့်အကြီးကဲတွေကစေးပညာအတီကြွယ်ဝတယ်ဆိုပြီးချီးကျူးလိုက်ကြပါတယ်ကိုတော်ပိုင်အလက်မှာတော့နောက်ထပ်69မျိုးလောက်ကိုထက်ရှာတွေ့ထားသေးကြောင်းပြောလာတဲ့အခါတူလင်းဖေးကဘာလို့တောင်းကနဲလောက်ထိမပြောတာလဲဒီလောက်တိနေရင်ဆရာတူမောင်လေးကစေးပညာမှာရမ်းတော်မှာပဲဆိုပြီးရှောင်းချွန်းစကားတွေကိုယုံကြည်မှုမရှိတာကြောင့်ရွေးပြောပြစ်လိုက်ပါတယ် ရှောင်းချွမ်းပုံစံကထူးဆန်းနေမှန်းသိတာကြောင့်ဦးလေးလီကအကုန်ပြောခိုင်းလိုက်တဲ့အခါကိုတော်ပိုင်လည်း69မျိုးလုံးကိုမြင်းမြန်ဆန်းဆန်းရေရွတ်ပြလိုက်တဲ့အပြင်ဒီစေးပင်ကြီးကိုဘလို့ကိုင်းကူးထားသလဲဆိုတာကိုပါဝေဖန်သုံးသပ်ပြသွားခဲ့လို့အကြီးကဲတွေလည်းပို့ထင်ကြီးသွားရပါတယ်။သူပြောရာတွေကိုပွဲကြီးပြိသက်တွေကပါဝိုင်းဖွဲ့နှားထောင်းနေကြတာကြောင့်တူလင်းဖေးလည်းသူတကယ်ရှုံးသွားပြီဆိုပြီးမယုံကြည်နိုင်စွာကြည့်နေခဲ့ရပါတယ်။ ဒီတစ်ခေါက်ဆေးပြိုင်ပွဲမှာလည်းပိုင်ရှောင်ချွန်းအနိုင်ထက်ရသွားပြီဖြစ်ကြောင်းအကြီးအကဲဖြစ်သူကြီးညာပေးလိုက်တဲ့အချိန်နောက်ဆုံးပြိုင်ပွဲတုန်းကကိုတော်ပိုင်ရဲ့ရှောင်းလက်တိုက်ခိုက်မှုဟာအဝေးတနေရာကဝါပင်များကြီးကိုအပိုင်းပိုင်းပျက်စီးနေလျက်ရှိပါတယ်။နောက်တနေ့ကြင်ကြံမှုပြုလုပ်နေတုန်းရွှေပောင်ချန်ရောက်ရှိလာလို့ဒီကောင်စုပ်သူစီလာရဲသေးတာလားဆိုပြီးတကားမြန်ပြန်ပိတ်လိုက်ကဓမြစီနဲ့ကောက်ရိုက်ပစ်လိုက်ပေမဲ့ရွှေပောင်ချန်ကဖြစ်ခဲ့တဲ့အရာတွေအတွက်အတင်းတောင်းပန်နေခဲ့ပါတယ်။ ပြပြကြောင်ဖြည့်ရှင်းပြီးသွားကြတဲ့အခါမြ мян ပြန်ခိုင်းလိုက်ပေမဲ့ချန်ဖေးရဲ့အကိုကကြီးကျယ်ရေခဲမဆောင်ကဆီယာတူအကိုဖုန်းရံဖြစ်လို့သူပြက်တနာလာရှာမှာကိုချိန်တည်တည်ထားရမယ်ဆိုပြီးရှီပောင်ချိုင်ကတရင်အချက်လက်တွေပြောပြပေးလိုက်တဲ့နောက်နှစ်ယောက်သားကတောက်စားမှုယူနေကြရင်လှုပ်ဝက်ချက်တွေထုတ်ပြောနေကြကတဆောင်စေးစားလိုက်ရင်နှစ်ပေါင်းတရာအသက်ပိုရှည်လာနိုင်မန်းကိုတော့ပိုင်တိလိုက်ရပါတော့တယ်အဲ့ဒီနောက်မှာတော့တဆောင်စေးလုံးကိုတိုင်ဖော်ဆက်နေခဲ့ပြီးနောက်ဆုံးတစ်ခေါက်မှဆေးလုံးအောင်မြင်သွားခဲ့တာကြောင့်ပိုင်ရှောင်ချွန်းဟာပြိုင်ပွဲနိုင်ရရှိခဲ့ရုံသာမကတခြားတပည့်တွေမလုံနိုင်သေးတာကို ဒီအတဲ့ငယ်မှာလုံနိုင်နေပြီဖြစ်လို့ဂုံတရင်မွေးပြည့်နေလျက်ရှိပါတယ်။ဒီတရင်ကြပြီးတာနဲ့ကိုတော်ပိုင်အိမ်ကိုလူတိုင်းရောက်ရှိလာကြပြီးမသိတဲ့စေပညာရက်တွေကိုမင်းမြန်းဆူဆက်နေကြသလိုကိုတော်ပိုင်ကလည်းတေချာရှင်းပြပေးလိုက်တဲ့အချိန်ချန်ဖေးနဲ့ဖုန်းရံတို့ကမကြေမနက်စောင့်ကြည့်နေကြပါတယ်။အကိုရှောင်းချွန်းရှင်းပြပေးတာကဆရာတွေတင်ကြပေးတာထက်ပိုနားလေသဘောပေါက်တယ်ဆိုပြီးဟော်ရှောင်းမေရောက်လာခဲ့သလိုရွှေပောင်ချိုင်ကလည်းအရေးကြီးကိစ္စရှိလို့ဆိုပြီးလက်ဆွဲခေါ်သွားလိုက်ပြန်ပါတယ်။ အကြောင်းကတော့စီကန်ထိန်သေးရေးကလူတွေတာဝန်ပေးဖို့ရောက်လာကြတာဆိုပြီးရှီပောင်ချိုင်ရှင်းပြနေတော့လင်းရှိကျုံတို့ရောက်လာကြပြီးဂိုင်းစီမင်းစီကန်အတိုင်းထိန်သိမ့်ခေါ်ဆောင်သွားကြပါတော့တယ်